တာလီဇော်ပါဒီကနေ့မေလာ20ရက်နေ့နရင်းဇရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုစမမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့အခုရက်ပိုင်း EA ကလွတ်ပေးတဲ့စစ်သုံးဘက်နဲ့မိသားစုဝင်ဟာအယောက်900ကျော်အထိရှိလာတဲ့တည်င်း EA ဒုစစ်ဦးစီးချုပ်ဒေါက်တာညွထွန်းအောင်ရေးသားထားတဲ့သဘုံဖြူကပြစာအုပ်ထွက်ရှိလာတဲ့တည်င်းနဲ့မောင်တော်မှာစစ်ကောင်စီရဲ့ဂျက်တိုက်လီရင်တွေ နေရောညပါနေ့စဉ်ပြန်ဝေးနေတဲ့တည်င်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။အီအီကမရာဦးကစစ်သုံးမန်းနဲ့သုံးမန်းမိသားစုဝင်တွေကိုလွတ်ပေးပြီးတဲ့နောက်မှာ အခုရက်ပိုင်းလွတ်ပေးတဲ့စစ်သုံးမန်းနဲ့မိသားစုဝင်အယောက်900ကျော်အထိရှိလာပြီလို့သိရပါဗျ။ AA ဟာမေလ16ရက်နေ့မှာမရအုံးမြို့နယ်ကစစ်သုံးမန်းနဲ့စစ်သုံးမန်းမိသားစုဝင်184ယောက်အပါအဝင် မောင်တော်မြို့တိုင်းတိုက်ပွဲကအလေးဝင်လာတဲ့စစ်သုံးမန်း32ယောက်ကိုလွတ်ပေးခဲ့ပါတယ်။မေလ18ရက်နေ့ကလေဘူတိတော်မြို့နယ်ကစစ်သုံးမန်းမိသားစုဝင်အယောက်300ကျော်နဲ့မေလ16ရက်နေ့မှာမင်းပြမြို့နယ်ကစစ်သုံးမန်းနဲ့မိသားစုဝင်225ယောက်တို့ကိုလွတ်ပေးခဲ့ပါတယ်။ ဒါကြောင့် AA ကလွတ်ပေးတဲ့စစ်သုံးဘက်နဲ့မိသားစုဝင်စုစုပေါင်း942ယောက်ထိရှိသွားပြီဖြစ်ပါတယ်။လွတ်ပေးတဲ့သူတွေအထက်မှာကလေးတွေတက်ကြီးတွေတွေလေးပါဝင်ပြီးတက်ရင်းတွေကိုတိမ့်တဲ့အရှင်ကဖမ်းပြီးတဲ့မိသားစုဝင်တွေလေးပါဝင်နေလို့သိရပါတယ်။ရခိုင်မျိုးသားအဖွဲ့ရှုပ် ULL ရဲ့ဒုဥက္ကဋ္ဌ1လေးဖြစ်အရခတတော် EE ရဲ့ဒုတိယစစ်ဦးစီးချုပ်လေးဖြစ်တဲ့ဒေါက်တာညွထွန်းအောင်ရေးသားထားတဲ့ တပုံဖြူအမည်ရှိတဲ့ကဗျာစာအုပ်ထွက်ရှိလာပြီလို့သိရပါဗျ။အဲ့ဒီစာအုပ်ဟာအခုမေလာအတွင်းထွက်ရှိလာတာဖြစ်ပြီးတော်လန်ရေးနေမျိုးတွေကနေတဆင့်ထိုင်းနိုင်ငံအပါအဝင်ပြည်ပနိုင်ငံတွေစီစတင်ဖြန့်ဖြူးရောင်းချနေပြီလို့မိဆက်သူတွေစီကနေသိရပါဗျ။စာအုပ်တန်ဖိုးကိုမြန်မာငွေ7000တောင်သတ်မှတ်ထားပြီးပြည်ပရောက်သူတွေဝေယူနိုင်ဖို့အတွက်လေတက်ဆိုင်ရာနိုင်ငံအလိုက်ဈေးနှုန်းသတ်မှတ်ပေးထားတယ်လို့ဆိုပါတယ်။ စာအုပ်ရောင်းရငွေရဲ့35ရာခိုင်နှုန်းကိုလေစစ်အာဏာသိမ်းပြီးနောက်တိုက်ပွဲတွေအတွင်းကိုလက်အင်ကပိဆက်ဆွန့်လွတ်ထားရတဲ့တော်လန်ရေးရေးပေါ်တိုင်းကိုအရှိုးကျမျှဝေကူညီမေးလို့လေသိရပါဗျ။အခုကာလမှာဒီကဗျာစာအုပ်ထွက်ရှိလာတဲ့အပေါ်ရခိုင်ကစာရေးဆရာကိုဝီဟင်အောင်ကဒီစာအုပ်ဟာရခိုင်လူငယ်တွေကိုလေစိတ်ခွန်အားအများကြီးဖြစ်စေတဲ့အတွက်တော်လန်ရေးအတွက်လေအထောက်ပံ့ဖြစ်တယ်လို့ လူငယ်တွေအတွက်လေးအများကြီးစိတ်ခွန်အားဖြစ်စေလိမ့်မယ်လို့နော်မီဇရာကပြောပါရယ်။အာရခတက်တိုအီအီကတင်ပိုက်ထားတဲ့ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့နီမှာစစ်ကောင်စီရဲ့ဂျက်တိုက်လီရင်တွေဟာအခုနောက်ပိုင်းနေရောညပါနေ့စဉ်ပြန်ဝေးနေကြတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ဂျက်တိုက်လီရင်တွေဟာမောင်တော်မြို့နယ်မြောက်ပိုင်းတောင်ပိုင်းနဲ့မြို့ပေါ်အနီးကိုအထိမေလ15ရက်နေ့ကနေမေလ20ရက်နေ့အထိ နီးစဉ်ရက်ဆက်ပြန်ဝေးခဲ့တာလို့ဒီတာခန့်တွေကပြောပါရယ်မနက်အယုံပိုင်းနဲ့ညနေပိုင်းတွေမှာမောင်တော်မြို့နေကိုချက်တိုက်လီရင်တွေနီးစဉ်ပြန်ဝေးပြနေတယ်လို့မောင်တော်ဒီတာခန့်လူကြီးတယောက်ကပြောပါရယ်အခုလို့ပြန်ဝေးလာနေတဲ့အတွက်ဒီတာခန့်တွေအကြာစိုးရင်နေပြီးတတိဝရိယနဲ့နေဖို့လေဒီတာခန့်တွေအရှင်ရှင်တိုက်တွန်းပြောဆိုနေကြတယ်လို့သိရပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းတည်င်းတပုတ်အနေနဲ့ကတော့ကရှင်ပြည်ဖားကတ်မြို့ကိုရှီတက်လာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့ကရှင်လူလဲ့ရေးတပ်မတော် KIA တို့တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းတွေဟာမေလ21ရက်နေ့မှာဖားကတ်လုံခင်လန်းကတဒားညီနောင်နာနဲ့အင်းတော်ကြီးဖားကတ်လန်းကြားကိုရောက်လာတဲ့အချိန် KIA နဲ့ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးတိုက်ပွဲဟာပြင်းထန်နေတယ်လို့ဖားကန့်ဒေတာက KIA နဲ့နီးစပ်သူအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်စစ်ကောင်စီဘက်ကလေလေချောင်းနဲ့ပါတိုက်နေတယ်လို့ KIA ဘက်ကလေဖားကန့်ကိုလုံးဝအဝင်မခံပေးအသေးခံချနေတာလို့သူကဆက်ပြောပါရယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအသေးပြောက်များပြီး စစ်ကြောင်းပြိုပွေးမှုတွေရှိနေတယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်နက်ခေယံတချို့ကလေ KIA ကသိမ်းဆီးရမိထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါရယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ရုရှားလူသားတွေယူကရိန်းသမရဟောင်းရဲ့အကြီးတန်းလက်ထောက်ဖြည့်တောင်းဝန်ထမ်းဆောင်ခဲ့သူယူကရိန်းနိုင်ငံရဲ့သမဟောင်းဟာစပိန်မြို့တော်မက်ဒရစ်မြို့မှာပြစ်ဒဏ်ခံလိုက်ရပါတယ်။ရုရှားကိုလူလားထောက်ခံတဲ့ယူကရိန်းသမရဟောင်း ပီတာယာနိုခူဘီရဲ့အကြီးတန်းလက်ထောက်ဖြစ်တောင်းဝန်ထမ်းဆောင်ခဲ့သူယူကရိန်းနိုင်ငံရေးသမားဟောင်းလွတ်တော်အမန်ဟောင်းတယောက်ဖြစ်သူအန်ဒရီဖော့နက်ဖာအသက်ခံခဲ့ရတာပါသူဟာစပိန်မြို့တော်မက်ဒရစ်မြို့အနီးကစာတင်ကျောင်းတစ်ခုအပြင်ဘက်မှာမီလာ21ရက်နေ့မနက်ပိုင်းကပြစ်သက်ခံခဲ့ရတာလို့စပိန်အမျိုးသားရဲတပ်ဖွဲ့ကပြောကြားထားပါတယ်အသက်52နှစ်အရွယ်ရှိပြီဖြစ်တဲ့ဖော့နက်ဖာဒေတာစံတော်ရှင်မနက်9:15မိနစ်လောက်က အနက်ရောင်မှ CD ကားတွေဝင်ရောက်နေတဲ့အချိန်တနက်နက်အချက်ပေါင်းများစွာပြစ်သက်ခံရတာပါတေဆုံးသူဟာအဲ့ဒီအကြောင်းမှတက်နေတဲ့ចောင်းသားတယောက်ရဲ့ဖခင်ဖြစ်နိုင်လေလို့ယူဆရတဲ့အကြောင်းเจ้าแน่นี้เสร็จตูเดียวก็ပြောဆိုထားပါရရှင်နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလေထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ကျမတို့ narin sura ကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsura.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ narin sura ဥတင်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။